ဒီချက်တွေကိုခင်ဗျားသိထားမယ်ဆိုလို့ရှင်တော့တစ်သလုံးမစင်းရတော့ပါဘူးချမ်းသာတဲ့တွေကိုကျွန်တော်ကြည့်လိုက်ပါသူများတဲ့ထူးခြားတဲ့အချက်တွေရှိကြပါလိမ့်သူတွေကသူများမသိရဘူးသိကြပါလိမ့်သူများမလုပ်တဲ့လုပ်ငန်းတွေကိုသူတို့ကလုပ်ကြတာပါအဲအကြောင်းလေးပဲတတိဖြစ်နေကြတာမစမ်းပါဘူးဒီနေ့မှာတော့တတိကြီးတွေမျှဝေပေးထားတဲ့ချမ်းသာနည်းလမ်းတွေကိုမျှဝေပေးပါမယ်အဲတော့ကြည့်လိုက်ကြအောင်ပါတတိဖြစ်နေတဲ့သူကစိတ်ပါသည်ဖြစ်စေမပါသည်ဖြစ်စေလုံးစရာရှိတာကိုလုံးဝပါလိမ့်မယ်မိုးရွာလို့မလုပ်သေးဘူး နေပူလို့မလုပ်သေးဘူးဆိုတဲ့သူတွေကတခုခုဆိုရင်အလုပ်ဖြစ်အောင်လုပ်ဖို့ထက်စင်ကြင်နေတယ်မြဲရက်တက်နေတတ်ကြပါရီကိုစီကောင်ကိုလိုက်နာဖို့အရေးကြီးပါရီလုံးစရာရှိရာကိုဖြစ်အောင်လုပ်တတ်တဲ့သူတွေကအငင်းနဲ့အလုပ်ပြီးမြောက်တတ်ပြီးတော့လုံးစရာရှိရာကိုနေရွှေ့ညာရွှေ့ရွှေ့တတ်တဲ့သူတွေကတော့ဘယ်ရာမှဖြစ်မြောက်လာမှာမဟုတ်ပါဘူးတင်းရဝင်ဝင်ကိုဇပွဲတစ်လုံးဖြစ်ကျွန်တော်ယူဆကြည့်ကြပါမယ်ဇပွဲမှာခြေတော်တစ်ချောင်းထောက်ရှိမယ်နှစ်ချောင်းထောက်ရှိမယ်သုံးချောင်းထောက်ရှိမယ်လေးချောင်းထောက်ရှိမယ်စသဖြင့်ပေါ့ အဲ့ဒီစပွဲကိုထောက်ထားတဲ့6တောက်တစ်ချောင်းနဲ့ရှိမယ်ဆိုလို့ရှိရင်တော့အဲ့ဒီ6တောက်ကျိုးသွားမယ်ဆိုရင်စပွဲကပြိုးကျလာမှာပဲအဲ့ဒီစပွဲကိုထောက်ထားတဲ့6တောက်များစွာရှိမယ်ဆိုရင်6တောက်တစ်ချောင်းကျိုးသွားလေပဲစပွဲကရိုင်းသွားနိုင်တယ်ဒါမှမဟုတ်အဲ့ဒီစပွဲပြိုမကျသွားနိုင်ပါဘူးဝင်ဝင်နဲ့ပတ်သက်ပြီးတော့စဉ်းစားတဲ့အခါမှာလေပဲဝင်ဝင်လမ်းကြောင်းတစ်ခုတည်းကိုသာမိခိုနေမယ်ဆိုလို့ရှိရင်တော့အဲ့ဒီဝင်ဝင်ရက်သွားပြီဆိုတာနဲ့ဘဝမှာအခက်ခဲနေကြုံတွေ့ရပါလိမ့်မယ်ကိုတော့ဝင်ဝင်လမ်းကြောင်းများများရှိထားမယ်ဆိုရင်ဝင်ဝင်တစ်ခုရက်သွားရင်လည်းပဲ ကျန်နေဝင်ဝေလမ်းများစွာရှိနေတဲ့အတွက်ပူပင်စရာမလိုအပ်ပါဘူး။ချမ်းသာဖို့ကိုယ့်ရဲ့အလုတ်ကိုင်းအတံမွေးဝမ်းကြောင်းအတက်ပညာတွေမှာကျွမ်းကျင်နေုံနဲ့လည်းမရသေးပါဘူး။ငွေကြေးပညာရက်ကိုတက်မြောက်ထားဖို့ကျွမ်းကျင်ဖို့လေလိုအပ်ပါရဲ့။အဲ့လိုရေးပါရဲ့ပညာရက်ကိုစာတင်ချောင်းတွေမှာသင်ပေးလို့မရှိပါဘူး။စာတင်ချောင်းတွေမှာကငွေတွက်ဘယ်လိုမျိုးအလုတ်လုပ်ရမလဲဆိုတာကိုပဲသင်ပေးပြီးတော့ငွေကိုဘယ်လိုမျိုးခိုင်းထားရမလဲဆိုတာကိုတော့မသင်ပေးကြပါဘူး။အဲ့အကြောင်းလေးပဲပညာတက်လာပါရဲ့ဆိုတဲ့သူတွေကမချမ်းသာကြတာပါ။ ဝင်ဝင်များလာနေများအတုံးစိတ်တွေလိုက်များလာပြီးတော့အဲ့ဒီအတုံးစိတ်တွေကိုကာမိဖို့အတွက်တသက်လုံးအလုံးလုံးနေကြတော့တာပါပဲအခြေခံလူငန်းစားတွေအလေးလက်တန်းစားတွေကငွေကြေးနဲ့ပတ်သက်ပြီးတော့ဘိုးသူဒ္ဓရိုက်တိတ်ပြီးတော့မရှိကြပါဘူးအဲ့တော့အများစုကပတ်စံရှာတဲ့လောက်မလောက်ငှကြဘူးဝင်ဝင်ကောင်းလာနေလိုချင်တာတွေကများလာတယ်အရင်တော့တထောင်နဲ့အင်ဂျီဝယ်ရင်အခုကျတော့၃ထောင်နဲ့အင်ဂျီကိုပြစ်ပြီးတော့ဝယ်ချင်လာတယ်အရင်တော့သမင်းတပွဲကို၂ထောင်နဲ့ဆိုင်မှာစားရဆိုလို့ရှိရင်အခုကျတော့၅ထောင်နဲ့ဆိုင်မှာစားချင်လာကြတယ် တိထားမဲ့ချက်ကခမည်းဘလောက်ဝင်ဝေရှိတယ်လေပတ်စံဘလောက်ရှားနိုင်တယ်လဲဆိုတာထက်ခမည်းဘလောက်စူးစောင်းထားနိုင်ပြီလဲဆိုတာပိုပြီးတော့အရေးကြီးပါတယ်ဒါကြောင့်မေခမည်းအနေနဲ့ငွေချင်းနဲ့ပတ်သက်လာပြီဆိုရင်စီစီစစ်စစ်သုံးဆွဲနိုင်မှုလိုအပ်ပါတယ်လိုအပ်တာနဲ့လိုချင်တာကိုတိတိချာချာခွဲခြားတတ်ဖို့လိုအပ်ပါတယ်ဈေးကန်ပစ္စည်းတွေဈေးကြီးတဲ့အရာတွေကိုမိပစ်ထားဖို့အတွက်လိုအပ်ပါတယ်တချိန်ချင်းမှာငွေချင်းလမ်းကြောင်းခိုင်မာတဲ့ခိုင်မာလာမှပဲဒီယာရီဘက်ကိုလှည့်တင်ပါတယ်ချမ်းသာခြင်းကိုယ့်ရဲ့ငွေချင်းအချိန်တွေကိုရိုးသားသားတုံးသက်ပြီးတော့ တိကျခိုင်မာတဲ့ငွေကြေးဆိုင်ရာရည်မှန်းချက်တွေကိုထားပါငွေကြေးဆိုင်ရာအသိပညာတွေကိုတေချာလေ့လာရပါမယ်ချမ်းသာခြင်းစွန့်စားရပါမယ်ငွေရေဆုံးရှုံးမှဆိုးလို့စူထားတဲ့ငွေတွေကိုရင်းနှီးမြှုပ်နှံမှုမလုပ်ဘူးဆိုရင်လေချမ်းသာဖို့အတွက်ကတော့ခဲရင်ပါလိမ့်မယ်စွန့်စားဖို့ကြောက်နေမယ့်အစားငွေဆုံးရှုံးမှုအန္တရာယ်နေနိုင်သမျှနေအောင်တေချာလေးကိုစီမံခန့်ခွဲရမှာပါငွေရှာမယ်ရင်းနှီးမြှုပ်နှံမယ်အမျက်ဆုံးရမယ်ပြန်လှည့်ပြီးတော့ရင်းနှီးမြှုပ်နှံမယ်ဒီစဝိုင်းလေးကိုတိထားပါမယ် ငွေရှာရဲဆိုတာကလားစားကောင်းတဲ့အလုပ်တစ်ခုဒါမှမဟုတ်ဝင်ငွေကောင်းတဲ့ကိုယ်ပိုင်လုပ်ငန်းတစ်သိလေးတစ်ခုတော့အရင်ရှိရပါလိမ့်မယ်။အဲ့အရာကတော့အလကားရှိမလားပေါ့။ပညာတော်ရဲ့သူတွေကိုကျွမ်းကျင်တဲ့အပိုင်းကိုလားစားကောင်းတဲ့အနေထားမျိုးဖြစ်အောင်ဝင်ငွေအရန်ကောင်းတဲ့အနေထားမျိုးဖြစ်အောင်အရန်ကြိုးစားရမယ်။ငယ်လေးတွေကနေပြီးတော့ပညာကြီးမှအာမတန်သူကလည်းအတမွေးဝမ်းကြောင်းစက်မှုဒါမှမဟုတ်လေလက်မှုဒါမှမဟုတ်ရင်လည်းအယောင်းဝယ်လုပ်ငန်းတစ်ခုခုမှာ၅နှစ်ကနေပြီးတော့၆နှစ်အနည်းဆုံးတော့အတွေ့အကြုံရှိထားပါမယ်။ ဥပမာကျူရှင်ဆရာဖြစ်ဖြစ်ဆရာဝန်ဖြစ်ဖြစ်ကားဆရာဖြစ်ဖြစ်တလအသုံးစရိတ်ထက်တစားလောက်ပိုရှန်နဲ့ဝင်ငွေရှိလောင်အရင်လောက်ရပါလိမ့်မယ်ကိုကတလကို3သိန်းအသုံးစရိတ်ရှိရဆိုရင်ဝင်ငွေ6သိန်းလောက်ရှိအောင်အရင်ဆုံးစူးစမ်းပါမယ်အဲ့လိုဖြစ်ဖို့မလွယ်လိုက်တာကွာလို့မထင်ပါနဲ့ကိုပဝင်ချင်းမှာရှာတက်မယ်ဆိုလို့ရှိရင်တော့အဲ့လိုလူတွေအများကြီးရှိပါတယ်ပိုရှန်နဲ့ငွေကိုလက်ထဲမှာအရင်သေးချစုမယ်နှစ်နှစ်3နှစ်လောက်စုပြီးတော့မှကိုစုငွေကိုဘယ်လိုမျိုးစီမံခံခွဲရမလဲဆိုတော့ပြန်ပြီးတော့စဉ်းစားပုံသေးအေးလူလူဝင်ငွေတစ်ခုရှိကျင်နေဆိုရင်တော့တိုက်ခန်းဝယ် တက်စီပြန်ဝယ်ပြီးတော့ပြန်ကားစား risk ယူနိုင်တယ်ပိုလဲချမ်းသာခြင်းနဲ့ဆိုရင်တော့ကိုကျွမ်းကျင်တဲ့လုပ်ငန်းကိုအကြီးလုပ်ဥပမာပြောရမယ်ဆိုရင်အောင်မြင်နေတဲ့ဆရာဝန်ဆိုလို့ရှိရင်အထူးကူဆေးကောင်ဖွင့် အောင်မြင်နေတဲ့ကျူရှင်ဆရာဆိုလို့ရှိရင်လည်း private ကျောင်းကိုဖွင့်အောင်မြင်နေတဲ့စားတောက်ဆိုင်ပိုင်ရှင်ဆိုလို့ရှိရင်လည်းစားတောက်ဆိုင်ကြီးကြီးကိုဖွင့်လက်ကားဆိုင်ဆိုလို့ရှိရင်လည်းကိုပိုင်ကုမ္ပဏီတစ်ခုကိုထောင်ပြီးတော့ကိုကိုယ်တိုင်ပဲပို့ကုန်သွင်းကုန်လုပ်ငန်းကိုလုပ်စသဖြင့်ပေါ့ဒါလွယ်တဲ့ဥပမာကိုပေးထားတာပါလုပ်ငန်းမျိုးစားတော့တရားမခရှိပါဘူး ဲ့ဒီချိန်ပြီးသားလုပ်ငန်းတွေရဲ့အမျက်ဆုံးကိုတော့လက်နဲ့လုံးဝမထိပါနဲ့စားလောက်ယုံတာတုံးပြီးတော့ရသမျှအမျက်ကိုအရင်နေ့ကိုပြန်ပြီးတော့ထည့်ပါအဲ့ဒီစဝန်းကိုအစင်လိုက်ထက်ခါထက်ခါလှုပ်ပြီးပါဒါကဘေးနဲ့မေးစရာမလိုတဲ့ချမ်းသာတဲ့နီးလမ်းပါပဲပြောရရင်တော့15မိနစ်စာဖို့ဗျာကိုရင်ကောတေချာပေါက်ကြိုးစားပါလိမ့်မယ်အရေးကြီးရာတွေကိုမလှုပ်ဖဲနဲ့ရှောင်ရှားပြီးတော့အပြင်းထူနေရရေကိုတော်ရေကိုတက်တယ်ဆိုပြီးတော့စိတ်ကြီးဝင်နေတာကြီးကစင်းရဲဖို့အတွက်အကြောင်းရင်းနေပါပဲ ဘာမှမလုပ်ဘဲနဲ့ငွေဝင်အောင်လုပ်ပေးနိုင်မဲ့ဝင်ငွေလမ်းအကြောင်းတွေကိုရှာဖွေရပါမယ်။ဝယ်ယူရပါမယ်။ကိုယ်ဝင်ငွေကုန်ယူတာကုန်ပြီးတော့ဘာမှပြန်မရနိုင်တဲ့အရာတွေပိုင်ဆိုင်မှုမျိုးတွေကိုမဝယ်ပါနဲ့။အသုံးစိတ်တွေကိုလျှော့ချပါ။လားစဉ်ဝင်ငွေရတာနဲ့ငွေအချို့ကိုရင်းနှီးမြှုပ်နှံမှုအတွက်ဖယ်ထားပါ။ကျန်တဲ့ငွေတွေကိုတော့အသုံးစိတ်တွေအတွက်လောက်အောင်သုံးပါ။မလောက်ရင်ဝင်ငွေပိုရနိုင်မဲ့ရားပေါက်ရားလန်းတွေကိုရှာချမ်းပါ။နောက်ထပ်သေးသားမှတစ်ခုကကြတော့ကိုနေဖို့အတွက်အိမ်ဝယ်ရဆိုတဲ့ကိစ္စကယင်းနှိမ့်မြုံနယ်မှုလောက်အောင်မရောက်ပါဘူး အဲ့ဒီအိမ်ကနေပြီးတော့ဝင်ငွေရမလာသလိုအိမ်စည်းတက်ဖို့ကလည်းမတိကြပါဘူးနေဖို့အိမ်ဝင်မဲ့အစားအဲ့ဒီငွေကိုစီးပွားရေးလုပ်ငန်းတွေမှာခိုင်းထားနိုင်မယ်ဆိုရင်တော့ပို့ပြီးတော့ကြိုက်ပါလိမ့်လားကစားအလုပ်တွေနဲ့တန်းတိုင်းတစ်ပိုင်းအလုပ်တွေကနေပြီးတော့ရလာတဲ့ဝင်ငွေကစားဝတ်နေကိုဖြည့်ရှင်းပေးမှမှန်ပေမယ့်ငွေကြေးအချုံအောင်ကအမှန်တကယ်လွတ်မြောက်ချင်ရင်တော့အထိုင်ဝင်ငွေလမ်းကြောင်းတွေကနေပြီးတော့ငွေဝင်နေရပါမယ်အထိုင်ဝင်ငွေဆိုတာကအိမ်ချမ်းကြီးကားစက်ပစ္စည်းစားတွေကိုငှားရမ်းကလားစင်ရနေတဲ့ဝင်ငွေအတိုးရတဲ့ဝင်ငွေ ကိုဝင်ပါပြီးလှုပ်ရှားမလို့တော့တဲ့ကိုထူထောင်ထားတဲ့စီးပွားရေးလုပ်ငန်းကအမျက်ဝင်ဝေးစရီပါဝင်ပါလေဒီရရတဲ့ဝင်ဝေးဟာကိုအလုံးမလုံးဖဲနဲ့အိတ်နေအိတ်နေကန်းကြီးမှာပဲ AC နှစ်နေလေဝင်နေမှာဖြစ်ပါလေအစိုးရကနေပြီးတော့တတ်မှတ်ထားတဲ့အခွန်စည်းမျဉ်းတွေကိုတေးချာနားလေထားပြီးဥပဒေဘောင်တွင်းကနေပြီးတော့ပေးရတဲ့အခွန်တွေကိုနင်းနိုင်သမျှနည်းစီမဲနီလန်းတွေကိုရှာကြံသိမ့်ပါလေငွေရအောင်တတ်တဲ့သူများအတွက်အလုံးလုံးပေးရတာကတော့မဟန်ပါဘူးကိုတိုးတက်ရတိုးတက်ကြောင်ပညာရက်တွေကိုအလုံးမှာရှာဖွေတင်ယူသိမ့်ပါလေ ကျွန်တော်တို့တီးတီးကြကြသိဖို့လိုအပ်တာကကိုဘေးနီးယားကိုရောက်ချင်တယ်လေဆိုတာပါပဲအဲ့ဒီအတွက်တီးကြတဲ့ပြင်မဲ့တီးကြတဲ့ရည်မှန်းချက်ချမှတ်ဖို့လိုအပ်ပါရည်ဥမာနောက်နှစ်နှစ်ပြည့်ရဲ့အချိန်မှာပတ်စံ3000ပိုင်ဆိုင်နေရမယ်ငါဆိုင်တစ်ဆိုင်ကိုပိုင်ဆိုင်ရမယ်စသဖြင့်မို့အဲ့ဒီတီးကြတဲ့ရည်မှန်းချက်ကိုချပြီးပြီဆိုတာနဲ့ဒူရီယာအချက်စဉ်းစားဖို့လိုတာကဒီရည်မှန်းချက်ပြည့်အောင်ဘယ်လိုမျိုးလုပ်ရမလဲပတ်စံ3000ရဖို့အတွက်ဈေးအောင်ပြီးတော့ရှာရမှာလားကြောက်တူးမှာလားစိုက်ပျိုးရေးလုပ်မှာလားကဲထားပါတော့ဈေးအောင်မယ်ဗျာအဲ့ဒါဆိုရင်ဘယ်လိုရောင်းမှာလဲ ကားရောက်ပါလားစီရောက်ပါလားစားတော့ကုန်ရောက်ပါလားဟုတ်ပြီကားရောက်ပြီဒါဆိုရင်ကားတည့်ရောက်ပါလားအတုံးပြုတ်ပြီးသားကားတွေကိုရောင်းရမှာလားဘလုံမျိုးလူတွေအတွက်ရောင်းပါလေသိန်း900တန်ဝဲသူတွေအတွက်လားသိန်း1000တန်အထက်ဝဲသူတွေအတွက်လားအဲ့ဒီအချက်ကိုလှုပ်ဖို့အတွက်ငါမှာပါရှိလေပတ်ဆက်ရှိလားမရှိဘူးဆိုရင်ဘလုံမျိုးရှာရမလဲငွေချီးပါလားငွေရှိတဲ့သူနဲ့ပူပေါင်းပါလားငါကားပညာကိုတက်လားအပေါင်းသင်းရှိပြီလား Facebook ကနေပြီးတော့ထိုးဖောက်ပါလားပွဲစားတန်းကိုသွားပါလား အဲ့လိုမျိုးတဖြည်းဖြည်းနဲ့အသေးစိတ်အချက်အလက်တွေကိုချရေးပြီးတော့စဉ်းစားတာလုပ်သွားမယ်ဆိုလို့ရှိရင်တော့ခမရရဲ့ရည်မှန်းချက်တွေကရွှေပြည်တော်မျောတိုင်းဝေးဖြစ်မှာမဟုတ်တော့ပါဘူး။အောင်မြင်ချမ်းသာရဲ့လုပ်ငန်းရှင်တိုင်းမှာဘုံတူညီတဲ့အချက်တွေရှိရတဲ့ကတခုကတော့စူးစမ်းလေ့လာလို့ရှိချင်းပါပဲ။တို့တွေကမိမိရဲ့အောင်မြင်နေတဲ့ပြိုင်ဘက်လုပ်ငန်းတူများကိုလည်းပဲတို့အောင်မြင်မှုရဲ့နောက်ွယ်မှာရှိတဲ့အဖြစ်အပျက်တွေကိုအမြဲတမ်းမျက်ချီမပြတ်လေ့လာနေကြသလို လုပ်ငန်းတူရှုံးနေနေတဲ့သူတွေရဲ့နောက်ွယ်မှာရှိတဲ့အကြောင်းတရားတွေကိုလည်းအငြင်းနဲ့စူးစမ်းလေ့လာလေ့ရှိကြပါတယ်။ပြီးတော့အောင်မြင်မှုအကြောင်းတရားတွေကိုအတူယူပြီးတော့ရှုံးနေမှုအကြောင်းရင်းတွေကိုရှောင်ကြဉ်ကြပါတယ်။သူတို့ကတခြားလုပ်ငန်းအသစ်တွေကိုလည်းစိတ်ဝင်စားနေအငြင်းနဲ့ပဲစူးစမ်းပြီးတော့အစဉ်ပြေနေပဲတစ်သေးကိုပါခြေလှမ်းချဲကြပါတယ်။ဒါကြောင့်မိမိရဲ့လုပ်ငန်းတူတွေဘာတွေလုပ်နေတယ်လဲဆိုတာကိုလေ့လာထားတဲ့လို့ဘာတွေမလုပ်ရသေးဘူးလဲဆိုတာကိုလည်းသိဖို့အရေးကြီးပါတယ်။လုပ်ငန်းတူပြိုင်ဘက်တင်မလုပ်ရသေးတာကိုလုံးမှာပဲကိုကဈေးကွက်ကိုဥဆောင်သူဖြစ်မှာပါ။ ဒါကြောင့်အမျိုးတို့အားလုံးလည်းပဲမိမိတို့လုပ်ငန်းတိုင်းမှာစူးစမ်းလေ့လာလို့တဲ့စိတ်ကလေးထားကြပါလို့တိုက်တွန်းလိုက်ပါတယ်။ပတ်စံကပါစက်မပါပေမဲ့အင်မတန်ဟုမှစကားပြောပါတယ်။အရွယ်တခုရောက်လာပြီဆိုရင်တော့အထူးသဖြင့်အသက်20ကျော်လာပြီဆိုတာနဲ့တီးလိုက်ရတာကပတ်စံအတော်လေးကိုအရေးပါတယ်ဆိုတာပါပဲ။လူငယ်ဘဝမှာကြုံတွေ့လာတဲ့စိတ်ပီစီးမှုတော်တော်များများကပတ်စံနဲ့တော်တော်လေးကိုဆက်ဆက်မှုရှိပါတယ်။လူငယ်များစုကပတ်စံရှာတဲ့နေရာမှာတော်ကြတယ်၊ငယ်ရွယ်တွေအလုံးလုံးနိုင်စွာရှိကြတယ်။ဒါမဲ့ရှာတဲ့လောက်လက်ထဲမှာစူးစမ်းမိကြမရှိကြပါဘူး။ ဘာလို့လဲဆိုတော့ငွေရဲ့ကြုံဖြစ်နေလို့ပါတကယ်ပဲချမ်းသာခြင်းနဲ့ငွေကြီးအဆင်ပြေခြင်းနဲ့ဆိုရင်ကိုကငွေရွေးခြင်းကလေးကငွေရဲ့စရာဖြစ်ဖို့လိုအပ်ပါတယ်ကျွန်တော်လူငယ်အများစုကဝါမရှိဘဲနဲ့ဝီးလုတ်ခြင်းကြတယ်အစ်စ်ဆိုရဲအရာမဝယ်ခြင်းကြတယ်ကင်ခြင်းကြတယ်တကုတ်ကုဆိုရင်ဆိုင်ကောင်းကောင်းလေးကိုသွားထိုင်မှတန်မိုးရှိတယ်ထင်ကြတယ်ကိုရဲ့အသုံးစိတ်သေးရနေပြီးတော့ဘယ်နေရာတွေမှာနည်းနည်းစီရှော့လို့ရမလဲဆိုတာကိုတေချာလေးရှာကြည့်ပါပြန်မောင်းကြည့်ရင်မနေလာတဲ့ငွေပမာဏကိုတွေးရပါလိမ့်မယ် အသက်20ကျော်ပြီဆိုတာနဲ့ဘဝလက်တွေစပါပြီအလုပ်ကြိုးစားတာတွေကလူငယ်အတွက်ပြောစရာတော့မလိုပါဘူးအိမ်မက်တွေနဲ့ယူသွနေကြတဲ့လူငယ်အတွက်ကတော့ပတ်စံကိုပြောစရာမလိုအောင်ကြိုးစားရှာကြမှာပါဒါမဲ့9နှစ်နောက်ထပ်10နှစ်ကြာလာတဲ့ခါမှာချမ်းသာတဲ့လူငယ်တွေကတော်တော်နေပါပြီဘာလို့လဲဝင်ငွေထွက်ငွေစီးရင်ကိုကောင်းကောင်းမကင်တွေတက်ကြပါဘူးမလိုအပ်တဲ့အရာတွေမှာငွေတွေသုံးလိုက်မိတယ်အချင်းကြီးရှိပါရဲကွာဆိုပြီးတော့ငွေကိုအထင်းကွမရှိ သုံးတယ်။လက်ထဲမှာငွေရှိတော့ဖုန်းတယ်လေးထွက်ရင်ဝယ်လိုက် ကားတွေလဲစီးလိုက်ဒီလိုမျိုးကိုမလိုအပ်တဲ့အရာတွေကိုကိုမနစ်တက်တဲ့သူတွေအထင်ကြီးလောင်ဝဲကြတယ်ဒါကြောင့်ဝင်ငွေဘလောက်ကောင်းတယ်ဆိုတာထက်စူးစောင်းမိတာကဘလောက်ရှိရဲဆိုတဲ့အချက်ကပိုပြီးတော့အရေးကြီးပါတယ်ငါဝင်ငွေကောင်းနေရပဲဆိုပြီးတော့လိုချင်တာတွေကိုဝဲလိုအပ်လားမလိုအပ်လားမစင်းစားဘူးလက်ဖွာတက်တဲ့အချင်းကိုဖျောက်ဖို့လိုအပ်ပါတယ်ဝင်ဝင်ထုံးငယ်ဘလောက်ပဲကောင်းကောင်းမစူးစောင်းမိဘူးဆိုရင်တော့ခမရချမ်းသာလာမှာမဟုတ်ပါဘူး။ပတ်စံအများကြီးရှိပြီးမှဆင်းရဲသွားတဲ့သူတွေကလည်းဒုနဲ့ဒီပါပဲ။အဲဒါကြောင့်ငွေနဲ့ပတ်သက်ပြီးတော့ကြွမ်းကျင်နေဖို့အတွက်လိုအပ်ပါတယ်။ ငွေကိုခိုင်းစေတတ်မယ်ဆိုရင်ငွေရဲ့အရှင်သခင်ဖြစ်လာပြီးတော့ငွေရဲ့စေခိုင်းခြင်းကိုခံရရင်တော့ငွေရဲ့ကြေးကျုံဖြစ်သွားတတ်ပါတယ်။ငွေကြီးနဲ့ဆိုင်တဲ့စာအုပ်စာပေတွေကိုတေးချဖတ်ရှုဖို့လိုအပ်ပါတယ်။ချမ်းသာဖို့များကွာစာဖတ်ဖို့လိုသလားလို့မေးခွန်းထုတ်စရာရှိပါတယ်။အဖြေကတော့အရန်ကိုလိုအပ်ပါတယ်။ချမ်းသာတဲ့သူကငွေကြီးနဲ့ဆိုင်တဲ့ပညာရက်တွေဘိုးဒုရတွေကိုထဲထဲဝင်ဝင်သိနေဖို့လိုအပ်ပါတယ်။ငွေကြီးစုဆောင်းတာ Twitter ကစလို့ငွေရောဘယ်လိုမျိုးတိုးပေါင်းအောင်လုပ်မလဲဆိုတာတွေကိုသိနေရပါမယ်။ ဒါတွေကိုသိဖို့အတွက်တင်တန်းရင်တက်เสียမလိုပါဘူး။စောက်တီထဲမှာရှာပြီးတော့ဖတ်ယုံပါပဲ။ငွေကြေးပညာကိုသိလာပြီဆိုရင်တော့ခမားအနေနဲ့ချမ်းသာဖို့လမ်းစာကိုရှာတွေ့ပြီလို့ပြောလို့ရပါတယ်။ဘာလို့လဲ။ထပ်ပြီးတော့လေးလာအမာတွေရှိနေသေးလို့ပါပဲ။စီးပွားရေးလုပ်ငန်းကိုဘယ်လိုမျိုးလုပ်အောင်မလဲ။ကိုယ်ပိုင်လုပ်ငန်းအမှတ်စိတ်တွေကိုဘယ်လိုမျိုးတည်ဆောက်မလဲ။အလုပ်လုပ်တဲ့အခါမှာအထူးအောက်ဆုံးဖြစ်အောင်ဘယ်လိုမျိုးလုပ်အောင်မလဲ။လူရင်းနဲ့ဘယ်လိုပေါင်းတင်ဆက်ဆံမလဲ။ချမ်းသာကြွယ်ဝစေတဲ့အလေးအကျင့်ကောင်းတွေကိုဘယ်လိုမျိုးတည်ဆောက်မလဲ။စာရီကိုအကုန်သိနေဖို့အတွက်လိုအပ်ပြန်ပါတယ်။ ဒီလိုအကြောင်းအရာတွေကိုသာလိုက်ဖက်မယ်ဆိုရင်တော့သိကြပါလိမ့်။စာအုပ်ပေါင်းယာနဲ့ချီသွားပါလိမ့်မယ်။ပတ်စံလဲဒိန်းဆယ်ချီယာချီကုန်ကြသွားပါလိမ့်မယ်။နောက်တစ်ချက်ကဒီလိုမျိုးစာအုပ်တွေကအင်္ဂလိပ်လိုရေးထားတာတွေဆိုတော့လူများစုအတွက်ဘလို့မှလက်လန်းမမီနိုင်ပါဘူး။ဒါကြောင့်အလီဘာဘာစာကြီးတိုက်ကိုကျွန်တော်တီထောင်လိုက်တာဖြစ်ပါလိမ့်။အလီဘာဘာစာကြီးတိုက်ရွေချက်ကတော့ပေးရတဲ့ဈေးထက်ပြန်ရတဲ့ဝန်ဆောင်မှုကဆယ်ဆတာနေဖို့ပါပဲ။အလီဘာဘာစာကြီးတိုက်ကိုဝင်ပြီးတဲ့သူတိုင်းပြောတာတခုကတော့ဒီဈေးနဲ့ဒီလိုဝန်ဆောင်မှုရတာအများကြီးတန်တယ်ဆိုတာပဲ။ ဘာလို့လဲဆိုတော့အဖွဲ့ဝင်ကြီးတခါတွင်းထားလိုက်တာနဲ့ရာသပန်အနေနဲ့စာအုပ်တွေကိုလေးလာကြည့်ရှုဝင်ရသွားတာပါပဲ။လားစဉ်တိုင်းလဲပတ်စံထပ်သွင်းစရာမလိုပါဘူး။ဒါကြောင့်လေးပဲအခုဆိုရင်တော့စာကြည့်တဲ့အဖွဲ့ဝင်ပေါင်း1800ကျော်ရှိလာနေတာဖြစ်ပါတယ်။ကျွန်တော်အများစုကစာအုပ်တုပ်တာဖတ်ပြီးသွားတယ်။စာအုပ်ထဲကပါရတဲ့အကြောင်းအရာတွေကိုမသိကြပါဘူး။စာအုပ်ထဲကနေမျိုးဘယ်လိုမျိုးပညာတွေကိုယူရမလဲ။ဘယ်လိုမျိုးသင်ခန်းစာတွေကိုယူရမလဲဆိုတာမသိကြပါဘူး။အထူးသဖြင့်ကတော့ကိုယ့်ရဲ့လုပ်ငန်းကိုတိုးတက်အောင်မြင်စေတဲ့ဝင်ငွေတိုးပွားစေတဲ့စာအုပ်တွေဖတ်တော်မယ်ဆိုရင်တော့ ဆောက်ကပေးခြင်းနဲ့အစီအနှစ်တွေပညာတွေကိုယူတတ်ဖို့လိုအပ်လာပါပြီ။ခမားနေနဲ့ဝင်ငွေတိုးတက်ဖို့လုပ်ငန်းတွေတိုးတက်အောင်မြင်မှုခမားကိုယ်တိုင်တိုးတက်အောင်မြင်မှုဆိုရင်တော့စာအုပ်တိုင်းလိုက်ဖက်စရာတော့မလိုပါဘူး။ခမားနဲ့ကိုင်းညီမဲ့စာအုပ်တွေကိုဖတ်ဖို့ပဲလိုအပ်တာပါ။ကျွန်တော်အလီဘာဘာစာကြည့်လိုက်မှဆိုလို့ရှိရင်တော့ခမားအတွက်အမှန်တကယ်မှလိုအပ်စီမေခမားရဲ့လုပ်ငန်းကိုတိုးတက်ဖို့အတွက်ဖတ်ရှုသိတဲ့စာအုပ်တွေကိုစနစ်တကျစီစဉ်ပေးထားပါလိမ့်။တူကြရတဲ့ချက်ကခမားကိုယ်တိုင်အဲ့စာအုပ်တွေကိုတအုပ်မှဖတ်စရာမလိုပါဘူး။ကျွန်တော်တို့ကအဲ့စာအုပ်တွေကိုဖတ်တယ် ပြီးရင်စောက်ကပေးခြင်းနဲ့ပညာရက်တွေတင်ငန်းစာတွေကိုစနစ်တကျမှတ်သားပေးထားပါရီစောက်တရအစီနစ်တွေကိုထုတ်နှုတ်တယ်ပြီးရင်တော့အဲ့ဒီထုတ်နှုတ်မှတ်သားထားတဲ့စောက်တုတ်ချင်းစီရဲ့ပညာရက်တွေအစီနစ်တွေကိုအတန်သွင်းပါရီအဲ့တော့မေးစရာရှိပါရီကျွန်တော်တို့ကအတန်ဖိုင်နေပဲနားထောင်ရမှာလားပေါ့ကျွန်တော်လီဘာပါစာကြည့်တိုင်းမှာကဒီလိုစောက်အစီနစ်တွေကိုအတန်နဲ့သာမကဘင်းနေဗီဒီယိုနဲ့ပါကြည့်ရှုနားဆင်နိုင်အောင်လို့စီစဉ်ဖန်တီးပေးထားပါရီအရင်ဆုံးခမည်းအနေနဲ့ကုကုကိုပြန်ပြီးတော့သုံးသက်ကြည့်ပါ အလောက်ကလည်းတစ်ဖက်ဂျန်နဲ့ကိစ္စတွေကလည်းတစ်ဖက်နေတလကိုစာအုပ်တုပ်ပြီးအောင်ကိုဖက်ဖြစ်ကြလာဒေဂျာလာကတော့ဖက်ဖြစ်မှာမဟုတ်ပါဘူးမြန်မာလိုမဟုတ်ဘဲနဲ့အင်္ဂလိပ်လိုရေးထားတဲ့စာအုပ်တွေဆိုရင်တော့ပိုလို့တော့မှဖက်ဖြစ်မှာမဟုတ်ပါဘူးကျွန်တော်အလီဘာဘာစာကြီးတိုင်းမှာရွေးချယ်တင်ဆက်ပေးနေတဲ့စာအုပ်တုပ်ချင်းစီတိုင်းကအမျိုးတွေအတွက်အမှန်တကယ်အကျိုးရှိစေမယ့်စာအုပ်အမျိုးအစားတွေပဲဖြစ်ပါရည်အလီဘာဘာစာကြီးတိုင်းမှာအဖွဲ့ဝင်ပြီးသွားပြီဆိုတာနဲ့ရာသပန်ကြီးစုနားဆင်ခွင့်ရမှာဖြစ်ပါရည်အဲ့လိုပြောလို့ဇင်းရမ်းကြည့်တယ်မထင်ပါနဲ့ခမရဲ့အင်ကြီးတထဲပုံး အပြင်တစ်ခါမုံသွားစရင်ဂုံနဲ့ပမာဏလောက်ပဲကြာတင်မှာဖြစ်ပါရည်စဉ်းစားကြည့်ပါဒလောက်ငွေပမာဏလေးနဲ့တသက်တာကဘာကျော်စာအုပ်တွေကိုလားစင်လာတိုင်းဖတ်ရှုခွင့်ရတယ်ဆိုတာကဒါဟာခမရရဲ့အနာဂတ်အတွက်အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုတစ်ခုဆိုရင်တော့တေချာပေါက်မမားပါဘူးမေးကြရှိရပေါ့ဒီလိုကဘာကျော်စာအုပ်တွေကိုဘယ်နေရာမှာကြည့်ရှုနားဆင်လို့ရမှာလဲလူများစုက Facebook ကိုဖွင့်လိုက်ပြီးဆိုတာနဲ့ကိုယ့်အတွက်အရေးမပါတာတွေကိုပဲကြည့်ပြကြတာများပါတယ်အဲဒါအချင်းကုန်တာပဲအဖက်တင်ပါတယ်အလီဘာဘာစာကြည့်လိုက်မှဆိုလို့ရှိရင်တော့ အဖွဲ့ဝင်လိုက်ပြီဆိုတာနဲ့ဒါမျိုးတွေကြုံတွေ့ရတော့မှာမဟုတ်ပါဘူး Facebook ဖွင့်တာနဲ့ Alibaba စာကြည့်ရိုက်ထဲကိုဝင်ပြီးတော့စာအုပ်တွေရဲ့အစီအစ်တွေကိုတင်ဆက်ပေးထားတဲ့ဗီဒီယိုတွေကိုကြည့်ရှု နားဆင်ရုံပါပဲ Alibaba စာကြည့်လိုက်ဆိုပြီးတော့တီးတန့် Facebook Secret Group လည်းတိစောက်ပေးထားပြီးတော့ကမ္ဘာရောစာအုပ်တွေကိုအဆိုပါ group မှာတီးတန့်ဝင်ရောက်ကြည့်ရှုနားဆင်နိုင်မှာဖြစ်ပါတယ်အခုဆိုရင်တော့ Alibaba စာကြည့်လိုက်အဖွဲ့ဝင်ပေါင်း2000ပြည့်ပါတော့မယ်ဒါဆိုရင်တော့မေးစရာတစ်ခုထပ်မံပြီးတော့ရှိပါတယ် Alibaba ရဲ့တီးတန့်အဖွဲ့ဝင်တယောက်ဖြစ်ချင်တဲ့ ကဘာကျော်ကြီးပွားတိုးတက်ရေးစာအုပ်တွေကိုလည်းကြည့်ရှုနားဆင်ရင်လည်းဆိုလို့ရှိရင်ဘလောက်များကြာတင်မလဲဟုတ်ကဲ့ပါရာသပံကြည့်ရှုနားဆင်ခွင့်အတွက်၈၀၀ခွဲကျက်သာကြာတင်မှာဖြစ်ပါတယ်ကျွန်တော်လီပါပါကလူတိုင်းကိုကဘာကျော်စာအုပ်တွေကြောင့်သိစေချင်ပါတယ်ကြည့်ရှုနားဆင်စေချင်ပါတယ်ငွေကြီးအကုန်ကြောက်လေနည်းနည်းလေးဖြစ်စေချင်တယ်ဒါကြောင့် promotion ကိုလည်းခဏခဏပေးပါတယ်ပြန်လေလူပြည့်မြန်ပါတယ်မရလိုက်တဲ့သူတွေကလည်းအများကြီးပါပဲ အရေးအတွက်ကန့်သက်ထားရတာကလေဒီလို promotion ဈေးနဲ့လူတိုင်းကိုမပေးနိုင်လို့ပါအခုကျွန်တော်တို့ထပ်ပြီးတော့ပေးပါမယ်ပထမအဦးဆုံးအဖွဲ့ဝင်တဲ့သူ9ဦးတွေ3000ကျပ်ပဲကောက်ခံမှာပါတမတ်ထားတဲ့လူစင်းပြည်ရနဲ့7000ကျွဲကျပ်ကောက်ခံမှာဖြစ်ပါလိအမြဲတမ်း promotion ဈေးနဲ့ပေးနိုင်မှာတော့မဟုတ်ပါဘူးဒါကတလားစာမဟုတ်ပါဘူးတနစ်စာလည်းမဟုတ်ပါဘူးတသက်တာအတွက်ဖြစ်ပါလိအဖွဲ့ဝင်ဖြစ်ဖို့ဆိုရင်တော့ကျွန်တော်တို့ Alibaba Messenger မှာစာကြည့်ရလို့သာပို့ပေးလိုက်ပါ တက်တရာကဘာကျော်စာအုပ်တွေကိုကြည့်ရှုနားဆင်ခွင့်ရရှိမှာဖြစ်ပါတယ်။